9ရက်ဆက်ဝင်းမှာကိုရိုးရဲ့9ရက်ဆက်ဝင်းမှာမနေ့ကထားပေးခဲ့တဲ့တပွဲကောင်းရွေးချယ်မှုမာဆေးဘော်ရီကလည်း1 2ဆိုပြီးတော့မှအပြည့်အနိုင်ရရှိသွားပါတယ်။ဒါနဲ့ဆိုရင်ထားပေးခဲ့တဲ့ free ရွေးချယ်မှုက9ရက်ဆက်တိုက်ဝင်ခဲ့ပါပြီရှင်။ဆိုတော့ဒီနေ့မှလည်းစနေနေ့ဖြစ်တဲ့အတွက်ကြောင့်ပွဲစဉ်ကောင်းတွေအများကြီးရှိပါတယ်။ဒီနေ့လည်းထုံးစံအတိုင်းပဲထားရဲ့တပွဲကောင်းရွေးချယ်မှုကိုသုံးသပ်ပေးသွားမှာမို့လို့ထားရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်။ဆိုတော့ထားတို့ဒီနေ့မှလည်း6ရက်ဆက်ဝင်ကြပါမယ်ရှင်။ ကဲထားရဲ့ဒီနေ့တပွဲကအဖြစ်ရွေးချယ်သုံးသပ်ပေးမယ်ပွဲစဉ်လေးကတော့ Premier League ထဲက Crystal Palace နဲ့ Liverpool ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲလေးကည7:00ခွဲမှာကစားမှာပါဒီနှစ်သင်းစလုံးကတော့ဒါ သူ့အနေထားနဲ့သူအဆင်ပြေနေကြတဲ့အသင်းတွေဖြစ်ပါတယ်။ပဲလေးဆိုရင်လည်းဒါအိမ်ကွေးအရန်ကောင်းတဲ့အသင်းဖြစ်သလိုလီဗာပူးကလည်းဒါဒီယာဒီမှာအတော်လေးကောင်းနေပြီးတော့ပြိုင်ပွဲဆောင်ကိုဒါရှုံးပွဲမရှိကစားထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ဆိုတော့လီဗာပူးကဒီနီးပြတဲ့အာနီစလော့လက်ထက်မှာတော်တော်လေးကိုအဆင်ပြေနေတာဖြစ်ပါတယ်။အဲ့တော့ Crystal Bailey ကကြတော့ Premier League အမှတ်ပေးစရာရဲ့အဆင့်9နေရာမှာရမှတ်9မှတ်နဲ့ယက်တီထားပြီးတော့ Liverpool ကတော့အဆင့်10နေရာမှာရမှတ်15မှတ်နဲ့ယက်တီထားပါတယ်။ Bailey ကတော့နောက်ဆုံးကစားထားတဲ့9ပွဲမှာတရေ3ပွဲကစားထားနိုင်ပြီးတော့2ပွဲနိုင်ထားပါတယ်။ဆိုတော့ Bailey ကလည်းဒါရှုံးပွဲမရှိအောင်တော့သူလည်းကစားတော့ကစားထားနိုင်တယ်။အ ਨੇ ဆုံးတရေတော့ဒါခံပြီးတော့ကန်နိုင်တဲ့အသင်းဖြစ်တယ်ပေါ့နော်။ဆိုတော့အားလုံးလည်းသိတဲ့အတိုင်းပဲ Crystal Palace ရဲ့အိမ်ကွင်းဆိုရင်တော်ယုံပဲအသင်း ကမှဒါလွယ်လွယ်တကူနဲ့ဒါကိုမသွင်းနိုင်ကြဘူးပေါ့နော်ဘာလို့လဲဆိုတော့ Pelis ရဲ့ခန့်စစ်ကြီးကတော်တော်လေးကို strong ဖြစ်တဲ့အထဲမှာပါနေလို့ပါဆိုတော့ Pelis ကတော့ဒီ Premier League မှာတော့ဒါအိမ်ခွေးနိုင်ပွဲတော့မရထားသေးဘူးအိမ်ခွေးနှစ်ပွဲစလုံးကိုဒါတရေပဲဒါကစားထားနိုင်သေးတယ်ပေါ့နော်ဆိုတော့ဝေကွင်းကနေကစားမဲ့ Liverpool ကကြတော့လေနောက်ဆုံးစားထားတဲ့၅ပွဲမှာ၅ပွဲလုံးကိုအနိုင်ရထားပြီးတော့အဝေးခွေးနှစ်ပွဲမှာလည်းဒါနှစ်ပွဲလုံးအနိုင်ရအောင်ကစားထားနိုင်ပါတယ်ဆိုတော့ ရှင်းပါတယ်လေပါဘူးဘက်ကတော့ဒါပို့ပြီးတော့ဒါအားသာချက်တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာလဲဂျေးကလီဗာပူးဘက်ကနေ1 plus 90ဆိုတဲ့ဂျေးကိုပေးလာတယ်။ထားရဲ့ရွေးချယ်မှုကတော့အင်ရှင်ပဲလစ်ဘော်ဒီပဲဖြစ်ပါတယ်။နော်ဘာလို့လဲဆိုတော့ဒါဘာပဲဖြစ်ဖြစ် လပဘူးကဒီလိုဆက်ဆက်ရရတာနေတဲ့အတင်းကနေမှတလုံးသွင်းလိုက်တာနဲ့ဒါ60အပြည့်နီးပါးထိစားရမယ်ဆိုတော့ကဒါတသက်ကြီးကိုလပဘူးဘက်ကိုကြေးခေါ်နေတယ်လို့ထားခံစားရတယ်။ဘာဖြစ်ဖြစ်လပဘူးတိုက်စစ်ကလည်းဒါအတော်လေးအလုံးလောက်လာအောင်မယ်ဆိုတာဒါသိတာပဲမဲ့ဒါပဲလီစ်ရဲ့အိမ်ကွင်းခံစစ်ကလည်းဒါလပဘူးကိုကိုးအများကြီးခွင့်ပြုမယ်လို့မထင်ဘူးပေါ့နော်။ဆိုတော့ထားရဲ့ရွေးချယ်မှုကတော့ အင်ရှင်ဘဲလေးပေါ်ဒီပဲဖြစ်ပါတယ်ဂိုးပေါင်းလေးကြိုက်ရင်တော့ဒါဂိုးပေါင်းအောက်ကလေးပပလေးစော့ပေါ့နော်ဒါရွေးချယ်ပေးတာကတော့ဒါဘဲလေးပေါ်ဒီပဲဖြစ်ပါတယ်ရှင်ဆိုတော့မောင်းရွေးချယ်မှုလေးကိုတော့ထုံးစံအတိုင်းပဲထားရဲ့ Telegram Channel လေးမှာတင်ပေးထားပါမယ်အမနေ့ကလည်းဒါထားမောင်းကလေးတင်ပြီးရေပေါ့နော်အဖရီရွေးချယ်မှုတပွဲကောင်းကတော့ဒါအခုဗီဒီယိုလေးထဲမှာပဲဒါနားထောင်လို့ရပါတယ်မောင်းကိုတော့ Telegram channel လေးကို join ပြီးတော့မှလာရောက်ကြည့်ရှုလို့ရပါတယ်ရှင်ဆိုတော့ထားရဲ့ဗီဒီယိုလေးတွေကိုလည်းဒါအကိုတို့ကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like and share follow comment လေးတွေနဲ့ဒါဝင်ရံပေးချဖို့ပြောချင်ပါတယ်အားလုံးပဲကံကောင်းအပေါင်းပြကြပါစီရှင်ဒါဒီနေ့စနေနေ့မှာပွဲကောင်းတွေအများကြီးရှိတဲ့အတွက်အကိုတို့အားလုံးအဆင်ပြေကြပါစေမောင်းနေလဲပေါက်ကြပါစေလို့ပြောချင်ပါတယ်အားလုံးပဲတတပါ